ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်မှာဖူဘလော့ကကျော်ဝနာရဲ့ကားကိုငါးစီကအနီးကပ်ပြတ်တမ်းမှုဖြစ်ပွား။မင်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံမြို့နယ်မှာဖူဘလော့ကကျော်ဝနာရဲ့ကားကိုငါးစီကအနီးကပ်ပြတ်တမ်းမှုဖြစ်ပွားခဲ့ကြောင်းလုံခြုံရေးတပ်ဖွဲ့နဲ့နှိဆက်သူများထံမှသိရှိရပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ည8:00နာရီခွဲအချိန်ခန့်ကမင်္ဂလာတုံမြို့နယ်ခရီးပင်လမ်းခွဲမှာကားမောင်းနေခဲ့တဲ့တရုတ်ဆောင်တဲ့ဖူဘလော့ကကျော်ဝနာကိုတနက်ဖြန်နှစ်ချက်ပြစ်ခတ်ခဲ့ကြောင်း တရုတ်ဆောင်တဲ့ food blogger ဖြစ်သူကျော်ဝနာရဲ့လယ်မျိုးကိုတနက်ကြီးစံဖောက်ထွက်သွားပြီးပွဲချင်းပြီးတည်ဆုံသွားခဲ့ကြောင်းသိရပါတယ်သူကအနီလဲမဟုတ်ဘူးအစိမ်းလဲမဟုတ်ဘူးနိုင်ငံရေးလဲမလုပ်ဘူးသူဟာသူတရုတ်ဆောင်နဲ့စားတောက်ဆိုင်နဲ့အစားတောက်ဘလော့လေးတွေရိုက်တယ်ပြီးတော့တက္ကစီမောင်းနေအဲ့ဒါကိုပြစ်တက်သွားတာပြစ်တက်သွားတဲ့သူကိုလည်းမမိသေးဘူးဟုဆိုကမိတ်ဆွေတဦးကပြောပြထားပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးပြောစရာစကားတောင်မရှိဘူးဗျရက်ဆက်လိုက်ကြတာ ဇွန်ကီလိုကခေါင်းပေါင်းကြီးအကိုတော်ကောင်းရမွန်ရရောက်ပါစေ။ညကမာတွေလည်းတတိဝရိယလေးထားကြပါဗျာ။ရင်ထဲမကောင်းလွန်းလို့ပါ။ကေဘင်လန်ခွဲအမှတ်၃လမ်းပေါ်မှာဖြစ်တာလို့ပဲသိရပါသေးတယ်။အချောင်းရဲကာကနနမသိရသေးပါဘူးဆိုကမိတ်ဆွေတဦးကလည်းပြောပြထားပါတယ်။အခုလက်ရှိအချိန်ထိတော့တရုတ်ဆောင်တဲ့ဖူဘလော့ကကျော်ဝနာပြသက်ခံရမှုအတွက်သက်ဆိုင်ရာရဲစခန်းမှာအမှုဖွင့်ထားပေမဲ့လက်ရှိအချိန်ထိအမှုကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းသိရပါတယ်။ ညကဖြစ်တာကားငားစီလာပြီးပြစ်သွားတာနှစ်ချက်တောင်မှပဲအခုထိတော့လိုက်နေတော့မှဟုဆိုကလုံချုံရေးတက်ဖွဲ့နဲ့နေဆက်သူတအူကပြောပါတယ်ကိုကျော်ဝနာဟာတနက်နဲ့ပြစ်ခတ်ခံရပြီးတဲ့နောက်ကားလမ်းဘေးကကြောက်ပုံကိုဝင်တိုက်ပြီးကားကရက်သွားပုံရတယ်လို့လည်းသိရပါတယ်သူနောက်ကျောမှာကြီပောက်ဝင်ထားတဲ့တံယာကိုလည်းတွေ့ရပြီးသူထိုင်တဲ့ကားထိုင်ကောင်မှလည်းကြီပောက်ရာတွေ့တယ်လို့ကဲဆယ်ရေးဖွဲ့ဝင်တအူကပြောပါတယ် ထို့သောတနက်ဖြန်ပြစ်ခတ်တပ်ဖြတ်ခံရမှုကြောင့်ကိုကျော်ဝနမှာကြည်တိမှန်တရားနှစ်ချက်ရရှိခဲ့ပြီးအခင်းဖြစ်နေရမှာပဲပွဲချင်းပြီးတည်ဆုံသွားခဲ့တယ်လို့လည်းသိရှိရပါတယ်။